Ok, lúc mà mình làm việc cho tiền thì sẽ đến ngay ạ. Chúng ta nên lý giá luôn mình làm nó. ။အနည်းရ89ကုစေရှိကရန်နေမှာတော့ပါတင်နေပြီ။ကုစေရှိတော့ဘို89ကိုပါတင်နေ။ကိုထိပ်ကတော့ဘလို့သွားယူလို့ရမှာကိုထိပ်ဒီနှစ်တည်းရရှော့လုံးရတယ် တကူထိတ်တယ်သူဘယ်ထိတ်ဖြစ်ဖြစ်ရောဗျာကိုက43လို့34လို့ခြင်ထားတာ34လို့ခြင်ထားတာဗရိတ်ကလည်းကျွန်တော်ပြောလို့ပဲဒီကောင်ပြည့်ရင်ဗရိတ်ခုဝင်နေဗရိတ်ခုဝင်ဖို့ဒါလည်းကိုသိနေတာဒါအရင်လေးတော့ထည့်တင်တယ်ဒီဥက္ကစီကကျိုးရယ်အဲ့လိုမျိုးရှိတယ် ော့အဲ့တန်ကြီးကအဲ့ထဲဦးမလားဆက်ထဲဦးမလားကျွန်တော်စပြီးမြူရင်တော့မင်းတို့ညနေချိန်နှစ်ပြည့်နေရတော့သတိမထားမိတာသတိထားသတိမထားမိတာမဟုတ်သတိထားမိလို့မကင်တာကိုနှစ်ပြည့်နေတာနေတာမဟုတ်နှစ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 ်ဆိုရင်ဒါကြောင့်ဒီကိုယ်ထိပ်ကိုမကင်တာပေါ့ ဲ့လိုကိုယ့်ကိုကိုယ်အသိလေးကိုပေါ်လာလမ်းလမ်းလက်ပြီးထိုးပါညာမရရင်ရတယ်ကျွန်တော်အဲ့အဲ့လိုမျိုးရှိတယ်သိပြီကွက်တီသိပြီအဲ့လိုအများကြီးသိပြီသွားချင်အကွက်အများကြီးသွားတယ်ဆိုပါရင်တော့ကောင်းတော့မပိုင်ပူထိတယ် ဲအဲ့လမ်းကြောင်းကဆက်သွားအောင်မှလာသူတတိရထားစီရတတိထားစီရတိုင်စားတွေပေါ့အဲ့ခွန်ကိုခွန်ကိုခွန်ကိုဆက်ပြီးဘာလုံးလဲဆက်ခွန်မို့လားဆက်ခွန်မယ်ဆိုရင်သူကိုးနောက်ပိတ်အမအကွက်မင်းများထိုးနေတဲ့လူတွေအဲ့ဒါလေးကာထိုးကြည့် ။ तू အပီးနေတာဘာလဲပီးနေလဲဆိုရင်အရှိကိုကြည့်ကျွန်တော်အရှိကိုကြည့်။အခွားခုံနဲ့ခုံနဲ့၄ခုံနဲ့နည်းနဲ့၉၉၄၄။ဒီမှာပါထက်မယ်၉လား၄လား။အရှိကို၄၉၀နဲ့တွားနေတာ။၄၉၉၄၄ ပါလန်သွားမယ်6လား4လား3.5ထိပ်အနောက်ကနေလိုက်ထစ်ခုန်ကူ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 နောက်ပိတ်တောင်းမခုန်မလားခုန်ကူနောက်ပိတ်ကူမဆိုတင်းနောက်ပိတ်အဲ့မှာခွေလိုက်အရှိရ၄ဖြစ်မယ်ဆိုရင်၃ချက်ထိပ်၅ဖြစ်မယ်ဆိုရင်၅ sorry ၉ဖြစ်မယ်ဆိုရင်၅ထိပ် အနောက်ကခုံဖြစ်မယ်ဆိုရင်ကိုးနောက်ပိတ်ကိုးဖြစ်မယ်ဆိုရင်တင်းနောက်ပိတ်အဲ့တော့ခွေလိုက်ကျွန်တော်အဲ့တော့စိတ်မပါတော့ကဲကျွန်တော်ဒီမဲ့တို့တစ်ချက်ကြည့်မယ်6 6ရောက်လိုက်က240နှစ်လက်လွတ်မလေးနှိပ်ပြန်နှိပ်တဲ့နှိပ်တက်လို့ရှင်နှိပ် ီငက်ကြည့်အောင်ကြောဒီက6ထိတ်နဲ့ break ခွန်နဲ့အဲ3လုံးပေါင်း6နှစ်ထိတ်နဲ့ break 4နဲ့3လုံးပေါင်း6တစ်ထိတ်နဲ့ break 7နဲ့3လုံးပေါင်း9ဆို669ဆို 669ချက်ကြည့်အောင်669ရဲ့ပါဝါကြီးထောက်ခဲ့သုံးလုံးပေါင်း6ကိုဒီသုံးလုံးတင်းနဲ့ထောက်သုံးလုံး6ကိုသုံးလုံးတင်းနဲ့ထောက်သုံးလုံး9ကိုသုံးလုံး4နဲ့ထောက်1လေးလို့ရိုက်669ရဲ့ပေါ်တွတ်တွလေးနဲ့သူရိုက်ခဲ့ပြီ။ဒါဆိုရင်ပြန်ထက်669 ဒီနှလုံး6ဒီနှလုံး6ဒီနှလုံး9အဲ့နှလုံး6နှလုံး6လို့ပြင်ရိုက်တယ်လေဒီနှလုံး6ကိုလည်းနှလုံး6လို့ပြင်ထည့်တယ်ဒီနှလုံး9ကိုလည်းနှလုံး9နဲ့ပဲပြင်ရိုက်တယ်ဒါဆိုရင်6 6 9နဲ့ပြင်ထည့်တယ်ဟုတ်ပြီနော်9ထိတ်နဲ့ break ခုနဲ့6နှစ်ထိတ်နဲ့ break လေးနဲ့6တစ်ထိတ်နဲ့ break ရှင်းနဲ့9အဲ့တော့669ရဲ့ power တွေက1 1 4 တတလေးရဲ့ပါဝါ669နဲ့ပြန်ထည့်တယ်။အဲ669လို့ဒီမှာပြန်ထည့်လိုက်တာနဲ့ဒီလုံး6ဒီလုံး6ဒီလုံး9လို့ပြန်ထည့်တယ်။ဒါဆိုရင်ပြန်ထည့်ကြည့်အောင်ဒီနဲ့ဒီမှာတော့သူကတော့တလုံးညင်မဲ့သွားထားတာ။ဒီလိုင်းကမှကျွန်တော်အပြီးသွားထားတဲ့လမ်းကြောင်းပေါ့နော်။ဟုတ်ပြီ။3လုံး6ကို3လုံးတက်လို့ရပြီဒီလုံး6ထည့်အဲ့လိုထည့်ပြီးရတယ်ဒီလုံး6လို့ပြန်ထည့်တယ်။ ဒီလုံး6လို့သူရိုက်ရတာ ਨੇ သုံးလုံးပေါင်း6လို့ပြည့်ရိုက်အခွက်ခွန်ကုနောပိတ်သုံးလုံး6သူ့ရဲ့ power တက်လို့ရိုက်တက်လို့ရိုက်အဲ့ဒါကိုဒီလုံး6နဲ့ပြန်ထည့်ဒီလုံး6နဲ့ပြန်ထည့်လိုက်တာ ਨੇ ဒီလုံး6လို့ပြည့်ရိုက်အဲ့လိုရိုက်ရတာ ਨੇ သုံးလုံးပေါင်း6နဲ့ပြန်ထည့်အခွက်ရှိရှိလို့ရှိလို့ပိတ်တယ်ဒါဆိုနောက်တစ်ချက်မှာ သုံးလုံးကိုသူ့ရဲ့ပါဝါလေးတွေရတယ်အဲ့တော့ဒီလုံးကိုလည်းထည့်ပြီးနှလုံးပေါင်းပြန်ပြီးကိုးခဲ့ပြီဒါဆိုရင်ဒီသုံးလုံးပြန်ပြီးကိုးရမှာဒီသုံးလုံးပြန်ပြီးကိုးရမှာဆိုရင်အခွား6လို့ဖြစ်ထားတဲ့အတွက်သုံးတော့ပဲ ဒီ6ကိုသူကနှလုံး6ပြီးမှဒီသုံးလုံး6လို့သူကထည့်မယ်နေရမှာအခွားခွန်လို့ဖြစ်တဲ့အတွက်ကိုးလို့နောက်ပိတ်တာဒီ6ကိုသူကဒီနှလုံး6ပြီးသုံးလုံး6လို့ထည့်မယ်နေရမှာအခွားခွန်လို့ဖြစ်ပြီးကိုးလို့နောက်ပိတ်တာအဲ့ကိုးနောက်ပိတ်ကဒီရနှစ်အပိတ်နဲ့ brain နဲ့နဲ့သုံးလုံးပေါင်း၄နဲ့တည်တယ်သူ့ရဲ့ပါပါကိုးနဲ့ရိုက်တယ်ဟုတ်ပြီနော်နောက်တစ်ချက်အဲ့သုံးလုံး6ကိုသူ့ပေါ်ကတက်လို့ခံပြီးမှဒီနှလုံး6 အဲ့ဒါကိုဒီလုံး6နဲ့ပြန်ထည့်တယ်အဲ့ဒါကိုဂျောင်းကဒီသုံးလုံး6နဲ့ပဲသူပြန်ရိုက်တာဒါဆိုရင်အခွားရှိရှိလို့ရှိလို့နောက်ပိတ်တယ်အဲ့သုံးလုံးပေါင်း6လို့သူကဖြစ်လိုက်တာ ਨੇ အခွားရှိရှိလို့ရှိလို့နောက်ပိတ်တယ်ဒါဆိုရင်ဒီကအပိတ်နဲ့ဘရိတ်နဲ့သုံးလုံးပေါင်း3နဲ့တည့်3နဲ့တည့်သူ့ရဲ့ပေါ့ရှစ်နဲ့ထိုးတာဒါဆိုရင်နောက်တစ်ချက်မှာသုံးလုံး9ကိုသူ့ရဲ့ပေါ့4လို့ခံပြီးဒီနှလုံး9လို့ထည့် အဲ့တော့နှလုံးကူးနေပြန်ရဲ့ဒါဆိုရင်ဒီသုံးလုံးကူးလို့ဆက်ထက်မယ်အခွားချောက်လို့ဖြစ်ထားတဲ့အတွက်သုံးနောက်ပိတ်အဲ့သုံးနောက်ပိတ်ဖို့အတွက်ဒီကအပိတ်နဲ့ဘရိတ်နဲ့လည်းသုံးလုံးပေါင်း၈လို့ဖြစ်ခဲ့တယ်ဒါသူ့ရဲ့တူညီမှုဒီသုံးလုံး၈လို့ဖြစ်ခဲ့ဖြစ်လိုက်တာနဲ့သူ့ရဲ့ဘောက၃နဲ့နောက်ပိတ်မှာအောင်လာလမ်းဒီကူက89ရောက်

။ဒါဆိုနောက်တစ်ချက်မှာကဒီနှလုံးချောက်လိုက်လို့ဒီနှလုံးချောက်နေပြန်ရတယ်။အဲ့တော့သုံးလုံးချောက်လည်းဆက်ထည့်တယ်။အခွားရှိရှိလို့ရှင်းတော့ပိတ်။အရှင်းတော့ပိတ်လို့ဝင်ဖို့အတွက်အပိတ်နဲ့ဘရိတ်နဲ့သုံးလုံးသုံးနဲ့တည့်သူ့ရဲ့ပေါ်ကရှစ်လို့သွင်းတာ။ဒါဆိုရင်ဒီမှာသုံးလုံးကိုသူ့ရဲ့ပေါ်က၄နဲ့တခံ။အဲ့တော့ဒီနှလုံး၉နဲ့ရိုက်ပြီးနှလုံး၉နဲ့ပြန်ထည့်တာ။ဒါဆိုရင်သုံးလုံးပေါင်း၉နဲ့ပဲဆက်ထည့်မယ်။အခွား၆ဖြစ်လို့သုံးတော့ပိတ်။ ဲ့သုံးလောက်ပြဖို့အတွက်အပိတ်နဲ့ရှင်းနေတယ်ထားတာသူ့ရဲ့ဘာဘာသုံးလောက်ပြအတက်သူညှိုးရှိနေတာအဲ့အပီးသွားကြည့်မယ်ဒါဆိုရင်ကျွန်တော်က6ဘာဘာတစ်ခဲ့လို့ဒီလုံး6ကိုနှလုံး6နဲ့ပြန်ခဲ့ပြီအဲ့တော့လေဒီသုံးလုံး6နဲ့ပဲသူပြန်ထည့်တာဒီသုံးလုံး6နဲ့ပဲသူပြန်ထည့်အဲ့သုံးလုံး6နဲ့ပြန်ထည့်လိုက်တာ ਨੇ သူ့ရဲ့ပေါ်ကဘရိတ်တက်လို့ရတယ်ဟုတ်ကဲ့နော်3 6ကို3 6လို့ထည့်လိုက်တာနဲ့သူ့ရဲ့ပေါ်ကဘရိတ်တက်လို့ရိုက်အဲ့ဘရိတ်တက်လို့သူကရိုက်လိုက်တာနဲ့အဲ့6ရဲ့နှက်ကကိုထိတ်စီကိုပြန်ပြီး3 3 9နဲ့ပြန်ထည့်နှလုံးခုန်ရှိလို့နှစ်ထိတ်29နဲ့ပြည့်တယ်ဒါ3ကြောင့်ရှင်းပြတယ် နောက်တစ်ခါက6ပါဝါတက်ခဲ့လို့6ဒီနှလုံး6လို့ရိုက်ပြီအဲ့ဒါနှလုံး6လည်းပြန်ထည့်တယ်ဒါဆိုရင်ဒီသုံးလုံး6နဲ့ရိုက်မယ်ရှစ်ရှစ်ရှစ်လောက်ပဲအဲ့သုံးလုံး6လို့ဖြစ်တဲ့ဆိုရင်သူ့ရဲ့ပါဝါပရိတ်တပဲအဲ့ဒါလည်း6ရဲ့နှက်ခတ်ကိုသူဒီသုံးလုံးက9နဲ့ပဲလိုက်ထည့်တယ်9နဲ့ပဲလိုက်ထည့်နှလုံးပေါင်း6ရှိလို့3ထည့်38လို့ပြီးတယ်ဒါဆိုရင်ဒီမှာဒီပွဲမှာ ဒီသုံးလုံးကိုသူ့ရဲ့ပါဝါလေးခဲလို့ဒီလုံးကိုနဲ့ထက်အဲ့တော့နှလုံးကိုနဲ့ပြန်ရတော့ပြီဒါဆိုရင်ဒီသုံးလုံးကကိုပြန်ထက်မှာအခွား6ဖြစ်လို့၃နောက်ပိတ်ဒါဆိုရင်အခွား6ဖြစ်လို့၃နောက်ပိတ်၃လုံးပေါင်း9လို့ထည့်လိုက်တာနဲ့ပါဝါကို break လေးနဲ့ရရမှာ break လေးနဲ့ရရမှာဆိုရင်ဒါဆိုရင်ဒီသုံးလုံး9လို့ဖြစ်ခဲ့တဲ့အတွက်အဲ့9ရဲ့နှက်ခတ်ကို၃လုံးပေါင်း6နဲ့ပြန်ထက် 디 돈을 찾으러 변태. 다소 이 나름 마음 아시 다로 뜻해. 우리 저한테 책 변경하면 တော့ဒီ3လုံး6 3လုံး6 3လုံး9သူ့ရဲ့ဘဝ1111လေးနဲ့မှခံခဲ့တာအဲ့ဒါကိုကျွန်တော်က6 6 9နဲ့ရိုက်6 6 9နဲ့ဒီမှာရိုက်ခဲ့တာကိုနှလုံး6နှလုံး6နှလုံး9နဲ့ပြဆက်ထည့်သွားတယ်ဒါဆိုရင်ကျွန်တော်ကဒီနှလုံး6ရိုက်တာ3လုံးပေါင်း6နဲ့ထည့်ဖို့အတွက်အခွားခွန်လို့ဖြစ်ပြီခွန်လို့ဖြစ်ထားတဲ့အတွက်ကုလောက်ပိတ်အဲ့ကုလောက်ပိတ်ကနှစ်ပိတ်နဲ့ဘရိတ်နှစ်နဲ့3လုံးပေါင်း4ပြည့်ခဲ့လို့ သူ့ရဲ့ဘော်ကိုးလို့နောက်ပစ်တာဒါဆိုရင်သုံးလုံးပေါင်း6ဖြစ်လို့သူ့ရဲ့ဘော်ကဗရိတ်တင်တဲ့ထက်အဲ6လို့6ရဲ့ဘော်ကဗရိတ်တလို့ရိုက်ရတာ ਨੇ ဒီသုံးလုံးက6လို့ပြန်ထက်6ရဲ့နှက်ခတ်ကို6နဲ့ပြန်ထက်သုံးလုံးပေါင်းခုန်ရှိလို့2ထိပ်ဒါဆိုရင် तू ကအပိတ်နဲ့ဗရိတ်နဲ့4ဖြစ်ခဲ့လို့သူ့ရဲ့ဘော်က6လို့နောက်ပစ်ပြီးသုံးလုံးပေါင်း6ဖြစ်တဲ့အချိန်မှာအခွက်ခွန် အခွင့်ပေါ်ကနှစ်ထိပ်လုံဝင်ပြီးဒီသုံးလုံးကိုးဖြစ်တာ6ပေါ်ဘရိတ်ဟုတ်ကဲ့နောက်တစ်ချက်ဆက်ရမယ်6သူ့ရဲ့ပေါ်ပါတစ်ခံလို့နှလုံးပေါင်း6နှစ်ထက်အဲ့တော့ဒီနှလုံး6နှစ်ပဲပြင်လိုက်တာဒါဆိုရင်သုံးလုံးပေါင်း6နှစ်ပဲဆက်ထည့်မယ်အခွင့်8ဖြစ်လို့ရှင်းနောက်ပိတ်အဲ့ရှင်းနောက်ပိတ်ဖို့အတွက်ကိုဒီကအပိတ်နဲ့ဘရိတ်နဲ့သုံးလုံး3နဲ့တည်ထားတာသူ့ရဲ့ပေါ်ပါ8နဲ့ပိတ်တာ ဒါဆိုရင်ဒီသုံးလုံး6ဖြစ်ခဲ့လို့သူ့ရဲ့ဘောက break တဲ့အဲ့ဒါကို6ရဲ့နှက်ခတ်ကိုဒီသုံးလုံး9နဲ့ပဲဆက်ထည့်တာနှလုံးပေါင်း6ရှိလို့3ထိပ်ဒါဆိုရင်သုံးလုံးပေါင်းက6ဖြစ်ဖို့အတွက်ရှင်းတော့ပိတ်ကအပိတ်နဲ့ break နဲ့သုံးခဲ့လို့သူ့ရဲ့ဘောက8နဲ့သွင်းနေရင်ဒီမှာအခွား8ဖြစ်တာလို့သူ့ရဲ့ဘောက3ထိပ်နဲ့ဝင်6ဘောက break တဲ့ဟုတ်ကဲ့နော်ဒါဆိုနောက်တစ်ချက် ဒီသုံးလုံးကိုသူ့ရဲ့ဘောကသုံးလုံးပေါင်းလေးခဲ့ပြီဒီသုံးလုံးလေးခဲ့ပြီပေါ့အဲ့တော့လေးရဲ့ဘောကဒီလုံး9နဲ့ရိုက်တာနှလုံး9နဲ့ပဲပြန်ထည့်အဲ့လို9နဲ့ပြန်ထည့်ရတာနဲ့သုံးလုံးပေါင်း9နဲ့ပဲပြန်ရိုက်ပါဒါဆိုရင်အဲ့အတွက်3နောက်ပိတ်အဲ့3နောက်ပိတ်ကအပိတ်နဲ့ brain နဲ့ကသုံးလုံးပေါင်း8လို့ဖြစ်ခဲ့တယ်8လို့ဖြစ်ပြီးသူ့ရဲ့ဘောကို3နဲ့ပိတ်တာဒါဆိုရင်3လုံးပေါင်း6ဖြစ်ပြီး6ရဲ့ တုံးလုံးလုံးကိုးပြီးကိုးနှက်ခတ်ကိုကိုးရဲ့ပါဝါဘရေလေးလိုကြားတဲ့အချိန်မှာအဲ့ဒီတုံးလုံးကိုးရောင်ကိုးနှက်ခတ်ကိုတုံးလုံးပေါင်း6လုံးပဲပြန်ထည့်တာနှလုံးပေါင်း9ရှိတာလို့တစ်ထိတ်ဒါဆိုရင်ဒီကအပိတ်နဲ့ဘရေနဲ့ရှစ်လို့သူ့ရဲ့ပါဝါသုံးလုံးပိတ်ခဲ့ရင်ဒီမှာအခွား6လို့ဖြစ်တဲ့အတွက်6ရဲ့ပါဝါတစ်လို့ပြန်ပြီးထည့်စီပါလားဘရေလေးနဲ့အဲ့ Oh, nine of them, though. ဲ့မှာကျွန်တော်နောက်တစ်ခွက်လောက်ကြောပြအောင်ပြမယ်နောက်တစ်ခွက်ပြအောင်နော်နောက်ခွက်ပြမှာပါလဲဆိုရင်ကျွန်တော်ဒီမှာထည့်ထားတာ၈ကေ၆ကေနှစ်ကေ၈၆နှစ်အဲ့တော့မောင်း၆လို့ရတယ်ဒီတော့လုံး၆လို့ရပြီ၆ထိလုံးနောက်တစ်ချက်က၄နှစ် ခြောက်နဲ့သုံးလုံးပေါင်းနှစ်လို့ရိုက်တာအဲသုံးလုံးပေါင်းနှစ်လို့ရပြီနှစ်ထိပ်လို့ဝင်ဒါဆိုရင်9 6နှစ်နဲ့သုံးလုံးပေါင်းသုံးလို့ရတယ်အဲသုံးလုံးပေါင်းသုံးလို့ရပြီသုံးထိပ်လို့ဒီမှာဝင်ခဲ့တယ်ဟုတ်ပြီလို့ဒါအပြီးသွားတဲ့လမ်းကြောင်းကိုကျွန်တော်တစ်ချက်ပြမယ် तू ကဒီ6 6နှစ်ဆိုတော့သုံးလုံးပေါင်း6ကို6ထိပ်လို့ဝင်ရတာ ਨੇ သူ့ရဲ့ပေါ်အောင်သုံးလုံးပေါင်းတင်းနေတဲ့သုံးလုံးပေါင်းတင်းနေတဲ့ပုံများရှိတာတော့ဘရိတ်တက်ရှစ်ချောင်းနဲ့သုံးလုံးပေါင်း6ကို6လို့ထိထိစည်းဝင်လိုက်တာနဲ့သူ့ရဲ့ပေါ်ကသုံးလုံးပေါင်းတင်းနေပဲတဲ့ပုံများရှိလို့ဘရိတ်တက်အဲ့တော့ဒီသုံးလုံး6ကို6လို့ဝင်ရတယ်6ရဲ့နှက်ကနှလုံးကူးနေပြီပဲ29လို့တပွဲ29 နောက်တစ်ချက်လေးနှစ်ချောင်းနဲ့သုံးလုံးပေါင်းနှစ်ကိုနှစ်ထိပ်လို့ဝင်လိုက်တာ ਨੇ သူ့ရဲ့ဘဝသုံးလုံးပေါင်းခွန်းတွေဖြစ်တာဒီသုံးလုံးခွန်းလို့ရိုက်တာ ਨੇ နှစ်ရဲ့ဘဝသုံးလုံးပေါင်းခွန်းလို့ရိုက်တာ ਨੇ နှစ်ရဲ့နှစ်ခက်ကိုဒီလုံးလေးနဲ့မထည့်တာ38လို့ပြီးရတတစ်ချက်ဒါဆိုနောက်တစ်ချက်မှာကျွန်တော်က9 6နှစ်ဆိုတဲ့သုံးလုံးပေါင်း3ကို3ထိပ်လို့ဒီမှာကြပြီ ဒီသုံးလုံးသုံးကိုသုံးထည့်လို့ကြားရတာနဲ့သူ့ရဲ့ပါဝါအသုံးလုံးပေါင်းရှိရမှာဒါဆိုရင်သုံးညရှိတာလို့ break ရှိဒါဆိုရင်ကျွန်တော်ကအဲ့သုံးလုံးသုံးဒီသုံးလုံးသုံးကိုသုံးထည့်လို့ကြားရတာနဲ့သုံးရဲ့နှစ်ခက်ကိုဒီလုံးငါးပြီးမှသုံးရဲ့ပါဝါသုံးလုံးပေါင်းရှိရမယ်ဆိုရင်အဲ့မှာကျွန်တော်35ဆိုတဲ့ကဏ္ဍတစ်ပေါက်

ရှိ6နှစ်ဆိုတဲ့သုံးလုံးပေါင်း6ကို6ထိလုံခွဲထမ်းတယ်သူ့ရဲ့နှက်ကုတ်နှလုံးပေါင်း9ကိုဒီမှာအဲ့သုံးလုံးပြန်တက်တာအဲ့သုံးလုံးပြန်တက်တာအဲ့တော့သူကဒီသုံးခွာသုံးတဲ့ထက်အဲ့တော့နှလုံးသုံးတယ်ပြန်ရတစ်ထိတ်ဒါဆိုသူက6နှစ်6ဆိုတဲ့သုံးလုံးပေါင်း2ကို2ထိလုံခွဲထမ်းတယ်သူ့ရဲ့ပေါ်ကသုံးလုံးပေါင်း9လို့ရတယ်ဘရစ်တစ်အဲ့တော့2ရဲ့နှက်ကနှလုံးလေးနဲ့ရိုက်တယ်နှလုံးလေးနဲ့ဘရစ်တစ် ဒါဆိုရင်ဒီနှစ်အဲ့ဒါကိုအဖွဲနှစ်လို့ရယူမှာနှလုံးနှစ်နဲ့ပြန်ထည့်သုံးထည့်ဒါဆိုနောက်ချက်မှာကျွန်တော်က9 6နှစ်ဆိုတော့သုံးလုံးပေါင်း3ဝန်3ထည့်လို့ဒီမှာကြာရတာနဲ့သူ့ရဲ့ဘဝဒီသုံးလုံး၈နဲ့ပဲရိုက်မှာသုံးများရှိလို့ပြိရှိဒါဆိုရင်3ရဲ့နှစ်ခတ်ကိုဒီနှလုံး9နဲ့ထည့်သုံးများရှိတာလို့9နောက်ပိတ်9နောက်ပိတ်နဲ့ပြိရှိဆို3ထည့် ဒါဆိုရင်ဒီမှာတစ်အဲ့တော့အခွားတစ်နဲ့ဆဲခဲ့လို့ဒီနှလုံးတစ်တစ်နဲ့ပဲဆက်ရိုက်ရှိရှိထားလို့၃လိပ်35လို့ပြီးတာလိုက်လာမယ်နော်ใจซ้องก็ใจซ้องก็ติติต้องหมดเปีย 嗯。 nè chạy xong rồi phơi phơi quần này phơi lưu rồi còn nó chạy xong tiền đâu mà cái này nó cho sự lần sau nó sang ngang sang này thì mình tự ၃ငါးမိန်းပေါ့နော်ဒါကြီးက၃ငါးဘုံကျတော့၃ငါးအပိတ်၃ငါးကျတော့၃ငါးထိဒါသူလည်းရောသူလာတာအဲ့ဒီကဒီအားအားမဲ့အကြောင်းတော့မဟုတ်ဘူးဒါကိုဟိုအားချင်းရဲ့အားပေါ့အဲ့ကနေအကွက်မြတ်မြတ်ထိုးနေတဲ့သူတွေကျွန်တော်အဲ့အဲ့လမ်းကြောင်းဆိုတော့ကျွန်တော်ပြခဲ့တဲ့လမ်းကြောင်းပါ ဆက်သွားအောင်မဆိုရင် तू ကအမှန်59လို့သူ4ကို4 4တော့ကိုအဲ4 90တန်ရိုက်တာရှိအမှန်59လို့309လို့သူအနောက်ကိုလည်းသခွန်ကိုခွန်ကိုခွန်ကိုခွန်လို့သူဆက်ထည့်မယ်ဆိုရင်ကိုနောက်ပိတ်အမှန်59လို့ ုတုံညာကိုအဲ့လေးတေကစားခြင်းကိုကစားကြည့်သူပြောလို့မျိုးဆက်သွားရင်သွားနေမှာလားကျွန်တော်ကြောက်မှုလေကျွန်တော်ကြည့်တဲ့ယူဆရတော့တစ်သုံးချိန်ဆုံးပဲဟုတ်နော်ဒီကျွန်တော်တူတူရှင်မိတ်ဆွေများအားလုံးအားလုံးပဲ6:00နောက်25 7:00မိနစ်မှာတစ်သုံး main နဲ့ ကျွန်တော်အားလုံးပဲကံပြီးလို့ပြောကြပါသည်နော်